ဲ့မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရိုမာတို့အတွက်အသုံးများပြီးတော့အတိတ်ပဲကွဲတဲ့ alone ရယ် lonely ရယ်အဲ့ဒီနှစ်ခုရဲ့ကွဲပြားချက်လေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay အရင်ဆုံးကျွန်တော်ကိုရိုမာတို့ alone ဘောနော် तू alone ကကြာတော့ကျွန်တော်သူဒီ adjective လဲဟုတ်တယ် adverb လဲဟုတ်တယ်။သူ့ရဲ့အတိတ်ပဲကကြာတော့ကျွန်တော်တို့တယောက်တည်းဖြစ်တော့ဆိုတဲ့အတိတ်ပဲပေါ့။တယောက်တည်းပဲပေါ့အဲ့ဒီအတိတ်ပဲနော်။ဥမာအဖြစ်ဆိုလို့ရှိရင် I am alone at home. အိမ်မှာငါတယောက်တည်းပဲတဲ့။နောက်ဥမာနေနဲ့ဆိုလို့ရှိရင် I can do it alone. ငါအဲ့ဒါကိုတယောက်တယောက်တည်းလုပ်နိုင်တယ်တဲ့။ Okay နော်။နောက်တစ်ခု lonely. lonely ကကြတော့ဘာဖြစ်ကြတော့ဆိုတော့အထီးကျန်ဆန်တာ။သူ့မှာ emotion တွေပါသွားပြီးမပျော်ရွှင်မှုစိတ်အားငယ်တယ်စတဲ့ emotion တွေပါသွားပြီးဘယ်လိုလဲသူ့မှာငွေကြေးမရှိဘူးမိတ်ဆွေမရှိဘူးအပေါင်းအသင်းမရှိဘူး။အဲ့ဒီတည်းပဲဘယ်သူမှမရှိဘူးပေါ့။ သူတယောက်တည်းအထီးကျန်ဆန်တယ်ဆိုလို့ရှိရင်ကြတော့ lonely okay နော်ဥမာအဖြစ်ဆိုလို့ရှိရင် i have been lonely since you left မင်းထွက်သွားပြီကလေးကငါကအထီးကျန်ဆန်နေတာအဲ့ဒါကျွန်တော်တချင်းရှိရလေ lonely i have nobody သူကဘာလို့မှမရှိဘူးအဲ့ကြောင့်အထီးကျန်ဆန်တာပေါ့နော် Okay, အဲ့တော့ alone ရဲ့ lonely ရဲ့ကိုပြချက်ကိုကျွန်တော်ကိုယ်တော်မှာတို့ရှင်းသွားပြီရှင်းပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်